ကျွန်တော်ပိုက်ကြပူဂျင်းနဲ့ပူနေမှာပူကျွန်တော်ပိုက်တဲ့မှာခြေစံ2000ရှိတယ်။အဲလေးလာကြ။လေးစားဒီ TikTok ကနေပြီးတော့မှပြောကြလိုက်ပါတယ်။အခုနှစ်ကုန်ပိုင်းစစ်တကကျင်းပါမယ့်ရွေးကောက်ပွဲပြီးမှအစိုးရဖွဲ့ခွင့်ရဖို့တေချာနေတယ်။ပြည်တော်စုတန်းခိုင်ရင်နဲ့ဖွံ့ဖြိုးရေးပါတီ USDP ကဆိုရှယ်မီဒီယာကိုအသုံးချရမှာ TikTok ကိုပူပြီးအားကိုးလာတာတွေ့ရပါတယ်။ 2021ဆီယနာသိမ့်ပြီးမြန်မာနိုင်ငံမှာသုံးဆွဲသူစုစုပေါင်း16.6သန်းကျော်အထိမြင့်တက်လာတဲ့ TikTok ကိုဝါရဖြန့်ချီရေးပလက်ဖောင်းတစ်ခုဖြစ်ကြန့်ခိုင်ရေးပါတီကသုံးဆွဲလာတာပါနိုင်ငံတော်ကခရင်ဆင့်မြို့နယ်ဆင့်ရုံးတွေကိုလည်း TikTok အကောင့်တွေဖွင့်ကြဖို့ကြန့်ခိုင်ရေးပါတီဘိုကစာထုတ်ပြီးညွှန်ကြားထားတယ်လို့ပါတီနဲ့ဤဆက်သူတွေစီကနေစုံစမ်းသိရှိရပါတယ်ရွှေကောက်ပွဲနီလာချိန်မှာကြန့်ခိုင်ပါတီရဲ့ထိပ်သီးခေါင်းဆောင်တွေကိုယ်တိုင် TikTok ကနေစီယုံရင်ဆင်းနေကြသလိုကျန်းခိုင်ပါတီအမတ်လောင်းတွေလည်း TikTok အကောင့်တွေဖွင့်ပြီးစတင်လှုပ်ရှားလာကြတာကိုမြန်မာနောင်းကလိလာတွေ့ရှိရပါတယ်။ကျန်းခိုင်ပါတီဥက္ကဋ္ဌဖြစ်တဲ့အသက်82နှစ်အရွယ်ဗိုလ်မှူးချုပ်ဟောင်းဦးခင်ကြီးဟာ TikTok ပါဝင် social media တွေနေပြီးတော့ရေစင်းကရိုက်ကူးရေးဖွဲတစ်ခုကိုတည်တံ့ငှားရမ်းထားတယ်လို့ပါတီနဲ့နှိဆက်သူတွေကပြောပါတယ်။ မြန်မာနိုင်ငံကလူသုံးများဆုံးလူမှုကွန်ရက် Facebook မှာတော့စစ်ဗိုလ်ချုပ်ခေါင်းတွေဦးဆောင်တဲ့ကြန့်ခိုင်ရေးပါတီကိုလူလူထောက်ခံမှုအားနေပါတယ်။လက်ရှိမှာတော့ကြန့်ခိုင်ရေးပါတီရဲ့လူလူစီယုံရေးဗီဒီယိုတွေကို Facebook မှာပါတပြိုင်တည်းလွှင့်တင်ပေးမယ်။ TikTok မှာတော့ပုံပြီးပြန့်နှံ့မှုများတာကိုတွေ့ရပါတယ်။လူမှုကွန်ရက်မီဒီယာတွေရဲ့အခြေအနေကိုသုတေသနပြုနေတဲ့မြန်မာ Internet Project ကပြုစုထားတဲ့စင်ခန်စာအရာ မြန်မာနိုင်ငံမှာ TikTok သုံးစွဲသူ19.6သန်းထိများလာပြီးဒီအရေးအတွက်ဟာတနိုင်ငံလုံးအင်တာနက်သုံးစွဲသူ စုစုပေါင်းရဲ့59ရာခိုင်နှုန်းလောက်ထိရှိတယ်လို့ဆိုပါတယ်။တော်လည်းကာလတွင်မြေပြင်မှာစီယုံရေးဆင်းမှုအကန့်အသတ်ရှိနေတဲ့ကြန့်ခိုင်ရေးပါတီအတွက်တော့သုံးဆွဲသူများပြားလာတဲ့ TikTok ကမဲဆွယ်ဖို့ platform တစ်ခု ဖြစ်လာတယ်လို့မြန်မာ internet project တာဝန်ရှိသူ ကိုသိဉ္ဉံကပြောပါတယ်။ ုမဲဆွယ်စီရင်ရေးရအကန့်အသတ်ရှိရအောင်ဒီမဲဆွယ်မဲ့ကိုယ်စလဲလောင်းနေလုံကြုံရေးတို့ဘာလို့တွေကစိတ်ခေါ်ချက်အများကြီးရှိရလေကြုံကြုံရေးဆိုင်စိတ်ခေါ်ချက်အများကြီးရှိရဆိုတော့ဒီအပေါ်မှာအခုဒီ TikTok လိုဟာမျိုးကနေပြီးတော့တို့နေရာဇောကနေထိုးပေါက်ကြည့်ပြီးတော့မဲဆွယ်ပြီးတော့ message ပေးတဲ့ဟာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲ16.6တန်းဆိုတဲ့အရေးအတွက်ကြီးရမဲဆွယ်ဖို့အတွက်ကောင်းတော့ကောင်းတဲ့အရေးအတွက်ကြီးပဲဆိုတော့အဲ့ဒီအတွက်ကို TikTok ကိုတို့ဘာပြောရမလဲ ဟိုဘက်ဆက်စီအောင်မလုပ်တဲ့လို့ခဲ့တယ်မြန်မာနိုင်ငံမှာ TikTok ကိုပိုသုံးလာကြတဲ့အကြောင်းတွေလည်းရှိပါတယ်2021အာနာသိမ့်မိဇာကပြည်သူကိုအကြမ်းဖက်ဖမ်းဆီးတပ်ဖြတ်နေတဲ့စစ်တပ်ရဲ့ထိန်းချုပ်မှုအောက်ကအကောင့်တွေနဲ့ page ဆံမျက်နှာအများပြားကို Facebook ကဖေရှားခဲ့ပါတယ်။အဲ့လိုအခြေအနေမှာစစ်တပ်ထောက်ခံသူတွေစစ်တပ်ဝါဒဖြန့်မီဒီယာတွေနဲ့အမျိုးသားရေးဝါဒီတွေက TikTok နဲ့ Telegram တွေကိုကြေကြေပြန့်ပြန့်သုံးစွဲလာကြပါတယ်။ ပြန်နေမှာပြည်သူများသုံးဆွဲနေတဲ့လူမှုကွန်ရက် Facebook ကို နိုင်ငံတွင်းအသုံးမပြုနိုင်အောင်စစ်တကာစတင်ထိန်းချုပ်ခဲ့ပါတယ်။အဲဒီနောက် Virtual Private Network လို့ခေါ်တဲ့ VPN software သုံးပါတာ Facebook ကိုပြည်သူတွေသုံးဆွဲခွင့်ရတော့တာပါ။ VPN သုံးဆွဲမှုကိုလည်းပြည်ကတဲ့2024နှစ်ဝက်လောက်မှာစစ်တကာတားမြစ်လိုက်ပြီး VPN သုံးဆွဲမှုကိုအကြောင်းပြကငွေညစ်တာဖမ်းဆီးတာတွေထိပြည်သူတွေကိုနှိပ်ကွပ်ခဲ့ပါတယ်။ ဒီလိုချင်းတွေကြောင့် VPN နဲ့တွဲသုံးရတဲ့ Facebook ထဲလွတ်လွတ်လပ်လပ်သုံးဆွင့်ရတဲ့ TikTok ကိုသတင်းချက်လက်တွေ online ကနေဈေးအောင်ဈေးဝယ်လုပ်ဖို့တွေဒါမှမဟုတ်ဖြော်ပြေးတွေမြန်မာပြည်သူတွေပို့ပြီးသုံးဆွဲလာကြတာပါနောက်ပိုင်းမှာတော့ TikTok ကိုလည်းနေရာတချို့မှာ VPN ဖွင့်ပြီးသုံးရတာမျိုးရှိပေမဲ့ Facebook ထက်တော့လွတ်လွတ်လပ်လပ်သုံးဆွဲခွင့်ပိုရပါတယ် ဒါကြောင့်စစ်တဲ့ကျင်းမမဲ့ရွေးကောက်ပွဲမှာဝင်ပြိုင်မင်းကြန့်ခိုင်ရင်းနဲ့တခြားသောပါတီတွေအတွက် TikTok ကမဲဆွယ်စရာ platform တစ်ခု ဖြစ်လာတာပါကျွန်တော်တကယ်ချင်းဆိုရင်တော့မှအခုနောက်ပိုင်း Facebook သိမ့်မသုံးတော့အဲ VPN ချိတ်ရတာလေအအဆင်မပြေတော့လေအဲ TikTok ကိုပဲတွားကြတာများလေတကယ်မလားဒီမှာဖုန်းစစ်တာပါညာဆိုလဲအဲ VPN ချိတယ်လို့ Facebook တွေပါလေအဲ့လိုမျိုးတွေစစ်တာတွေရှိတော့ဟိုနောက်ပိုင်းကျတော့အဲ့လူတွေတော်တော်များများ TikTok ကိုရောက်ကုန်ကြတာ ပြီးတော့ TikTok မှာ TikTok မှာကျတော့ဒီဘယ်လိုပြောမလဲနည်းနည်းသူ့ရဲ့ features ကရိုးရှင်းနေပဲပြောရမလားကျွန်တော်တို့ဟိုမှာ main boy highlight ကိုကြည့်လိုက်ပြီဆိုလို့ရှိရင်အဲ့ main boy highlight နဲ့ပတ်သက်တာတွေယူပဲတောက်လျှောက်ပြတာပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်တာ ရွေးကောက်ပွဲနီးလာတဲ့အခါကျတော့ဒီပို့ပြီးတော့တတိထားမိတယ်ဒီဥခင်ကြီးဆိုလို့ရှိရင်သူ့ဒီပါသူ့ရဲ့အကောင့်ရှိတယ်တစ်တော့မှလေအဲ့လိုသူ့ရဲ့အကောင့်ကနေတောက်လျှောက်ပေါ့နော်ဟိုတောက်လျှောက်လွှင့်နေနောက်ကခုနပြောလို့ဘူးလက်လှဆွေလို့မင်းကင်းမောင်မြင်းတို့အဲသူတို့လည်းလွှင့်နေနည်းနည်းလေးအ мян ကြော်ဝါမကြော်ဝါပဲနဲ့ကိုကအဲ့သူ့ရဲ့ဗီဒီယိုအဲခဏလေးရက်ကြည့်လိုက်လို့ရှိရင်ကိုကအဲ့ဒါတွေပဲတောက်လျှောက်ပြနေရောအဲ့လိုပုံစံမျိုးဖြစ်နေအဲ့ဒါကိုတော့တော်တော်တတိထားမိတယ်အဲတန်ခါရေးရဲ့နောက်ကကျတော့ကျွန်တော်တတိထားမိတာပီတုပါတီနောက်ကပီသုံးလုံးအဲ့အဲ့ဒါတွေကတော်တော်တစ်တော့မှနေရာယူနေတယ် ကျန်းခိုင်ရေးပါတီဥက္ကဋ္ဌဦးခင်ရည်ပြင်း မင်းကင်းမောင်မြင့်ဘူးလက်လှဆွေနဲ့ပါတီဒုဥက္ကဋ္ဌဖြစ်တဲ့ဒုဗိုလ်ချုပ်ကြီးဟောင်းဦးမျိုးစောသိန်းပါတီထွေထွေတွင်ရမူဦးတောင်ရည်တို့လည်းတစ်တော့ကိုတုံးဆွဲလာကြပါတယ်သူတို့ရဲ့ဗီဒီယိုတွေကိုမြို့နယ်ခရိုင်လိုက်ဖွင့်ထားတဲ့တစ်တော့အကောင့်ပေါင်းများစွာက ပြန်လည်မျှဝေနေကြတာကို တွေ့ရပါတယ်စစ်တပ်တွေဝါရဖြန့်ပေးနေသူတွေဟာလည်းတော်လိုင်းအင်အားစုတွေကိုအချမ်းဘတ်သမားတွေဖြစ်ပုံဖြတ်ပြီးလေရင်နဲ့ဘုံကျဲဖို့လှုံ့ဆော်တာ အာဏာသိမ်းမှုစန့်ကျင်သူတွေကိုဖမ်းဆီးဖို့တောင်းဆိုတာစတဲ့အစွန်းရောက်သတင်းစကားတွေကိုတစ်တော့သုံးပြီးဝါရဖြန့်နေကြတယ်လို့ပြီးခဲ့တဲ့ဩဂုတ်လကမိုင်းကထုတ်ပြန်တဲ့မြန်မာအင်တာနက် project ရဲ့အစင်ခန်းဆာမှာဖော်ပြထားပါတယ်စစ်တပ်နဲ့ချန်ခိုင်ပါတီတို့ဝါရဖြန့်ပလက်ဖောင်းတစ်ခုဖြစ်လာတဲ့ TikTok ကိုတော့တရုတ်နည်းပညာကုမ္ပဏီ Bytedance ကပိုင်ဆိုင်ပါတယ်ခင်ဗျာ။